တရင်ကြီးတွေတောင်ဝယ်မစိနိုင်တဲ့သိန်း6000တန်နံပါတ်အပူစိန်ခန်ကားကြီးဝယ်လိုက်တဲ့ရွှေထုနဲ့ရွှေမောရည်ပြည်သူများလုံးမင်္ဂလာပါရှင် Famous Daily News ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံကထိတ်တန်တရင်ကြီးတွေတောင်ဝယ်မစိနိုင်တဲ့နောက်ဆုံးပေါ် Toyota Land Cruiser ထိတ်တန်ကားကြီးတစ်စီးကိုဝယ်စီးပြလိုက်တာကတော့ရွှေထုနဲ့ရွှေမောရည်ပါ ဒါကြောင့်လက်ရွှေထူးနဲ့ညာပြေးမှာရွှေမွန်ရည်ဒီခန်းစားနေရတဲ့ဒီလိုချမ်းသာကြွယ်ဝမှုအချစ်ခံတန်ဖိုးထားခံရမှုတွေကြောင့်အပြိုကြီးမမတွေဖြစ်တဲ့နန်းဆွေဒီဆိုနဲ့ဆိုဗစ်သင်းတို့တောင်အားကျနေရပြီလို့ဆိုကြပါတယ်။အလုံးသေးကြတဲ့ဒိုင်းနုပညာလောကတွေမှာရွှေရွှေခပ်ပဲလို့ချစ်စနုနဲ့ခေါ်ကြတဲ့ရွှေထူးနဲ့ရွှေမွန်ရည်ဒီကိုအနုပညာလောကမှာပရိသတ်တွေကချစ်စရာကောင်းတဲ့ဇုံတွဲလေးအဖြစ်သတ်မှတ်ထားကြပါတယ်။ရွှေထူးနဲ့ရွှေမွန်ရည်ဒီတို့ဇုံတွဲလေးကိုအစောပိုင်းမှာတော့ပရိသတ်တွေကတိတ်ပြီးတော့မကြည့်ကြပါဘူး။အထူးသဖြင့်ရွှေထူးကသူ့ရဲ့ချစ်သူနဲ့လမ်း ်ခဲ့ပြီးမြ мян ဆန်ဆန်မဲရွှေမွန်ရည်ဒီနဲ့လက်ထပ်သွားခဲ့ရာကြောင့်မကြည်ကြတာဖြစ်တယ်လို့ရွှေမွန်ရည်ဒီရဲ့ဖန်တွေကလည်းအတတ်ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်နေစေအချိန်ကာလတခုမှာအမြန်ဆုံးလက်ထပ်သွားခဲ့ရာကြောင့်ရွှေရွှေကပဲကိုလူတွေကအမြင်မကြည်ကြတာဖြစ်ပါတဲ့ချိန် ဒီလိုမျိုးအစောပိုင်းမှာလူတွေအမြင်မကြည်တာခံရတဲ့ရွှေထိုးနဲ့ရွှေမွန်ရည်စုံတွဲလေးကအခုချိန်မှာတော့ပြည်သက်ချစ်တော်နှုပညာရှင်စုံတွဲဖြစ်လာခဲ့တယ်လို့နန်းစုရည်စုံနဲ့ဆိုဗစ်သင်းတို့လိုအပြိုကြီးနှုပညာရှင်တွေကိုတောင်းယောက်ျားယူခြင်းစိတ်ပေါက်လာစေရဲ့အထိတာယာပျော်ရှင်စရာကောင်းနေဇနီးမောင်နှံဖြစ်သက်မှတ်ထားကြတာပဲဖြစ်ပါတယ် အထူးသဖြင့်တော့ရွှေထူးခရွှေမွန်ရည်ဒီကိုပျော်ရွှင်စိတ်ချမ်းသာအမြဲတမ်းထားသလိုရွှေမွန်ရည်ဒီကလည်းရွှေထူးလိုအပ်တာတွေကိုအမြဲတမ်းဖြည့်ဆည်းပေးနေရဖြစ်ပါတယ်။ဒါအပြင်ရွှေထူးနဲ့ရွှေမွန်ရည်ဒီတို့ကရှေ့သွားနောက်လိုက်အမြဲညီပြီးရောပရိသတ်မြင်ကွင်းရှေ့မှာရောကင်မရာနောက်ကင်မှာဝါစိတ်တူကိုတူနဲ့တာယာပျော်ရွှင်တဲ့ဇနီးမောင်နှံလေးအဖြစ်ခရီးဆက်နေကြတာဖြစ်ပါတယ်။ ဒီကနေ့ရပိုင်းတော့ကဆိုရင်ရွှေထူးနဲ့ရွှေမော်ရည်တီတို့ကခိုင်နှင်းဝင်ရဲ့ရင်သွေးလေးတွေရှင်ပြူပွဲမှာမိဘနေရာကနေကျင်းနူးစရာမောင်ရှင်လောင်းလေးတွေကိုရှင်ပြူပေးခဲ့တာပဲဖြစ်ပါရှင်အခုခါမှာတော့ရွှေထူးနဲ့ရွှေမော်ရည်တီတို့ကကနန်းနံပါတ်အပူနဲ့ရှားပါတဲ့3600တန်းနောက်ဆုံးပေါ်ကားကြီးကိုဝယ်ယူလိုက်တာပဲဖြစ်ပါတယ်ဒီလိုဝယ်ယူလိုက်ရတာကလည်းသူတို့နှစ်ယောက်ကအရင်တုန်းကကားကိုရောင်းချလိုက်ရတာအကြောင်းဖြစ်ပါတယ် ရွှေထုံးနဲ့ရွှေမော်ရည်တီတို့ကအကယ်ဒမီဆုတွေကိုစီရရှိကြပြီးနာမည်ကြီးနှပညာရှင်ဆုံးတွဲဖြစ်ခဲ့ရကြောင်းသူတို့နှစ်ယောက်ရဲ့ချမ်းသာကြွယ်ဝပိုင်ဆိုင်မှုတွေကတော်တော်လေးများပြားခဲ့ပါတယ်။အထူးသဖြင့်သူတို့နှစ်ယောက်ကဇိန်ခန်ကားတွေဈေးကြီးတဲ့လုံချင်းအိမ်ယာတွေမှာနေထိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုရွှေထုံးနဲ့ရွှေမော်ရည်တီတို့ကအနှပညာအလုပ်တွေကိုရပ်နားခဲ့ကြတာဖြစ်ပါတယ်။ဒါကလည်းသူတို့နှစ်ယောက်ရဲ့ဈေးမာရဲ့အခြေအနေတွေကြောင့်ထိုင်းနိုင်ငံထိသွားရောက်ပြီးတော့စေကူတာမှုခံယူနေရတာကြောင့်ဖြစ်ပါတယ်။ ။အခုချိန်မှာတော့ရွှေထိုးနဲ့ရွှေမော်ရည်တို့ကမြန်မာနိုင်ငံကိုပြန်ရောက်လာပြီဖြစ်ပြီးမကြခင်အချိန်တော်တွင်းမှာအနုပညာအလုပ်တွေကိုပြန်လည်လှုပ်ဆောင်သွားဖို့ရှိနေရလို့သိရပါတယ်။ဒါကြောင့်လည်းသူတို့နှစ်ယောက်ကစီးဖို့ကားတစ်စီးလိုအပ်နေရကြောင်းတိန်6000တန် Toyota Land Cruiser ကားကြီးကိုဝယ်ယူခဲ့တာပဲဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတော်ယုံတန်ယုံတထေးတွေမဝယ်နိုင်တဲ့တိန်6000တန်ကားကြီးကိုဝယ်ယူခဲ့တဲ့ရွှေထိုးနဲ့ရွှေမော်ရည်တို့ဇနီးမောင်နှံကိုမိမိတို့ရဲ့အမြင်လေးတွေကိုပြောသားခဲ့ပါအောင်ရှင်။အစောနေ့ကြည့်ရှုပေးတဲ့အတွက်အားလုံး ်းကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။